အနာဂတ်မှာကမ္ဘာမြေကြီးတစ်ခုလုံးကပျက်စီးလိုနေပါ ဖြစ်လာခဲ့ပြီးကမ္ဘာကုလသမဂ္ဂကစားနပ်ရိက္ခာပြက်လက်မှုအကြောင်းဆွေးနွေးဖို့အတွက်အရေးပေါ်စည်းဝေးခေါ်ခဲ့ပါတယ်။သူတို့ကနိုင်ငံနှင်းကနေဆက်တွေကိုပိတ်ထားပြီးတနည်းကိုလူဦးရေ20ရာခိုင်နှုန်းရှော့ချရမယ်ဆိုတဲ့လူဦးရေရှော့ချရေးစီစဉ်ကိုဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့အစိုးရကတက်တည်ပေးဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့လူတွေရဲ့မိသားစုတွေကိုထောက်ပံ့ကြည့်ပေးခဲ့ပါတယ်။လူတွေကအပြင်ထွက်ရင်ခရမ်းလုံရောင်ကြီးကနေကာကွယ်ဖို့အတွက်ထီဆောင်ခဲ့ကြရပြီးတော့ ရေကိုလည်းနိုင်ငံသားရေးဌာနကပို့ပေးတဲ့ကားတွေကနေယူခဲ့ရပါတယ်။အေဂျင့်တွေကကာကွယ်ဖို့အတွက်ဝတ်စုံပြည့်ဝတ်ဆင်ထားခဲ့ကြပြီးတော့အလောင်းတွေကိုလာတည်ခဲ့ကြပါတယ်။စင်ဂျီဖုန်းရက်ခွက်တွေမှာတော့ရှော့ချာရေးစီစဉ်တွေကိုခွင့်ရဖြစ်ဖော်ပြကြကပါဝင်ကြဖို့တောင်းဆိုခဲ့ကြပါတယ်။ရွှေပြောင်းသူနေရောက်ကကြောင်ကြားတွေကိုတွေ့ပြီးတော့ကော်ဖီခွက်နဲ့ပြပောက်ခဲ့ပါတယ်။ခဏကြာတော့သူတို့ကစန်းနေရာတစ်လုံးကိုအငိမ့်စားယူထားတဲ့ char aim ကိုပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒီပြည်မှာတော့အစိုးရဘက်မှမနုဒပေရပညာရှင်ဖြစ်လှုပ်လှုပ်တဲ့ချားရဲ့သားဂျယ်ရစ်ကရှော့ချာရေးစီစဉ်အတွက်သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။အဲဒီနောက်ဂျယ်ရစ်ကသူ့သားဆယ်နှစ်သားလေးကြောင်းပြောပြကာလူငယ်တွေကိုအဲ့ဒီစီစဉ်မှာပါဝင်ဖို့တောင်းဆိုခဲ့ပါတယ်။ရွှေပြောင်းသူတွေကတော့ဂျယ်ရစ်ကိုသူကိုယ်တိုင်ပါဝင်တဲ့အတွက်အကြောင်းသူတော်လို့ခေါ်လိုက်တော့ချားကလည်းသူ့သားကိုထင်မကြီးတဲ့အတွက်ထောက်ခံခဲ့ပါတယ်။အဲဒီနောက်မှာတော့ချားကအရက်တွေကိုဘေးစင်ထဲတုံပစ်နေတော့သူ့ရဲ့နောက်မိတ်မတော်ကဟင်းချက်နေခဲ့ပါတယ်။ ဒါမဲ့လည်းဒွန်ကကြေကွဲနေတဲ့အတွက်ဂျားကသူ့ကိုနှစ်သိမ့်ပေးခဲ့ပါတယ်။ဒီပြည်မှာတော့ကုသနီးတွေကတရားစွဲခံနေရတဲ့အကြောင်းသတင်းမှပါလာခဲ့ပြီးအဲ့ဒီကိစ္စအတွက်ကုမ္ပဏီ CEO ဖြစ်တဲ့သူတို့သမီးရေချယ်ကအပြစ်တင်ခံနေခဲ့ရပါတယ်။ဂျယ်ရက်တယောက်အိမ်မြန်လာတဲ့အခါမှာတော့ဒေါသထွက်နေတဲ့သူ့ရင်မိမကသူ့စီကိုဖုန်းခေါ်ခဲ့ပြီးဒီပြည်မှာသူပြောခဲ့တဲ့ပုံစံကသူ့သားကိုတေးစီခြင်းတို့ဖြစ်နေတဲ့အတွက်ကောင်လေးကတနေကိုငိုနေတဲ့အကြောင်းပြောခဲ့ပါဗျ။ ဂျယ်ရစ်ကသတင်းဌာနကိုသူ့ပိုင်းကိုကြော်လိုက်ဖို့ပြောကာသူသားနဲ့စကားပြောချင်းခဲ့ပေမဲ့သူမိမကဖုံးချသွားခဲ့ပါတယ်။အိမ်နဲ့ရောက်တဲ့အခါမှာတော့သူကဒွန်းကိုတားမြင့်ပစ္စည်းတွေနဲ့ဟင်းချက်တဲ့အတွက်စူပူခဲ့ပြီးတော့အပေါ်ထဲမှာတော့ခြားက brain box ကနေကာကိုဖယ်နေခဲ့ပါတယ်။ခဏကြာမှပဲ Rachel ကသူ့သမီးမီယာနဲ့ရောက်လာခဲ့တော့ညသာစားပွဲမှာလူကြီးတွေပဲစုံကျင်တဲ့ခြားကစိတ်ညစ်သွားခဲ့ပါတယ်။ဒါမဲ့လေ Rachel ကထွက်သွားမယ်ပြောတော့သူကမီရာကိုနေခိုင်းခဲ့ရပါတယ်။ အိမ်ပြင်မှာတော့ချားရဲ့မွေးစားသားနိုဟာကဝင်းမိုးအတွက်ခြေုံချတော့ဖြစ်နေခဲ့ပြီးတတိရှိလာအောင်သူဤစား grey ကိုဖုံးဆက်ခဲ့ပါတယ်နိုဟာကကြောင်းရွံ့နေခဲ့ပြီးတော့ grey ကသူ့ကိုစိတ်ညစ်အောင်နှစ်သိမ့်ပေးနေခဲ့ပါတယ်အဲဒီချိန်မှာပဲချားရဲ့သမီးအထွေးဆုံးလေးအရှာလေးလည်းရောက်လာခဲ့ပြီးတော့နိုဟာကိုကားပေါ်တက်ခိုင်းခဲ့ပါတယ်နွားကသူ့ကိုဆေးဖြတ်တဲ့လူတွေယင်ဖွင့်ကြတဲ့နေရာမှာတွေ့ခဲ့တဲ့သူအီစာဂရေးအကြောင်းပြောကအခုတော့ဆေးဖြတ်သွားပြီလို့ပြောပြီးတော့လှည့်ဝှက်ထားခိုင်းခဲ့ပါတယ် တို့ကအိမ်ထဲရောက်တော့အချားကနိုဟာကိုဖက်လိုက်တဲ့အချိန်မှာကျန်တဲ့သူတွေကအံဩသွားခဲ့ကြပါတယ်။ညသာမစားခင်အချားကအလုပ်ကြောင့်သူမိသားစုကိုအချိန်မပေးနိုင်ဘဲနဲ့လွမ်းနေခဲ့ရတဲ့အကြောင်းပြောကာအရက်ခွက်ကိုလည်းမြှောက်ခဲ့ပါတယ်။အကျိုးဝဲစားပြီးတော့အချားကအကုန်လုံးကိုဘာလို့ခေါ်ရတာလဲဆိုတဲ့အကြောင်းရင်းဖြစ်တဲ့သူနဲ့တွန်ကရှော့ချာရေးစီစဉ်မှာပါဝင်ပေဖြစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ရေချာကဒေါသထွက်သွားခဲ့ပြီးတော့ဂျိုတိရရင်မိရကိုအိမ်မှာထားခဲ့မယ်ကြောင်းပြောကာတီဗီသွားကြည့်ခိုင်းခဲ့ပါတယ်။ ဂျာကပါစက်မလို့ပဲနဲ့ဘာလို့အဲ့ဒီလိုလုံးမာလဲလို့ဂျာရက်ကမေးလိုက်တော့ဂျာကလည်းဒီနှစ်တွေအတွင်းမှာသူဖြတ်ကျော်ခဲ့ရတဲ့တဘာဝဘေးအန္တရာယ်တွေအကြောင်းကိုပြောခဲ့ပါတယ်လူသားတွေကကဘာမြေကြီးကိုဖြည်းဖြည်းချင်းဖြစ်စည်းနေတာကိုသူကကြည့်နေခဲ့ရပြီးတော့ကလေးလေးယောက်ရလာတော့ပူဆိုးလာခဲ့ပါတယ်သူကလေးတယောက်ကအစီအစဉ်မှာပါသွားမှာဆိုးတဲ့အတွက်ဂျာနဲ့တွန်းကပါဝင်ဖို့ဆုံးဖြတ်လိုက်ကဂျန်နဲ့သူတို့မိသားစုကအနာဂတ်မှာလုံခြုံမှာပဲဖြစ်ပါတယ် ဂျယ်ရစ်ကဒေါသကြီးနဲ့မိသားစုတစုမှာတယောက်ပဲပါဝင်ခွင့်ရှိကြောင်းတရားဝင်ပြဋ္ဌာန်းချက်ကိုရှင်းပြခဲ့ပါတယ်။အဲ့ဒီတွေ့ကလေးတယောက်ပါဝင်ရမယ်ဆိုရင်တော့ခြားကသူ့နေရာကိုဝင်ယူလိုက်လို့ရပါမယ်။ဂျယ်ရစ်ကတော့အဲ့ဒီဥပဒေကလူချမ်းသာတွေနဲ့မဆိုင်ဘူးလို့တွေးနေခဲ့ပါတယ်။ခြားကတော့သူ့ရဲ့ဆိုးဖြတ်ချက်ကိုမပြောင်းလဲပဲနဲ့ဒွန်းကလည်းသဘောတူခဲ့ပါတယ်။ဒွန်းကနမ်ဘီဂျော့စပေါ်မှုတယောက်ဖြစ်တဲ့အတွက်သူတို့လင်မယားနှစ်ယောက်စလုံးသာပါဝင်မယ်ဆိုဥပဒေကောင်တစ်ခုဖြစ်လာနိုင်မယ်လို့တွေးနေခဲ့ပါတယ်။ အရှာလေးကတော့သူ့ဘေကိုသူ့ကလေးတွေကအောင်မြင်မှာမဟုတ်တဲ့အတွက်ဂုံတိတ်ခါမြင့်တင်ဖို့ဒီလိုလှုပ်တာဖြစ်ကြောင်းဆွဆွဲခဲ့ပါတယ်။နွာကလည်းစိတ်နဲ့လူနဲ့မကတ်တော့ဘဲနဲ့ဇပွဲကိုတုံးနဲ့ရိုက်တော့တွန်းကသူ့ကိုဆူလိုက်တဲ့အခါမှာတော့သူကထွက်သွားခဲ့ပါတယ်။တီဗီသင်းမှာတော့ဆန့်ကျင်သူတွေကဆန္ဒပြကာနိုင်ငံသားရေးဌာနကိုစစ်ဌာနတစ်ခုလိုဆောင်ရွက်နေတဲ့အတွက်ရှင်းရှင်းလင်းလင်းချပြဖို့တောင်းဆိုနေခဲ့ကြပါတယ်။ကြော်ညာမှာတော့ရှော့ချာကြီးမှပါဝင်မဲ့သူတွေကိုသူရဲကောင်းအဖြစ်သတ်မှတ်ကပြသခဲ့ပါတယ်။ နွားကားချားကိုဆိုးရွားက20ရာခိုင်နှုန်းပြည်သွားပေမဲ့အရေးအတွက်ကိုလိန်ထားပြီးတော့ထပ်ပြီးတော့ဈေးကောက်နေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။လူစင်းရဲတွေကပတ်စံရဖို့အတွက်ရှော့ချရေးမှာပါဝင်ခဲ့ကြပြီးတော့တရားမဝင်ရွှေပြောင်းနေထိုင်သူတွေကတော့သူတို့ကလေးတွေနိုင်ငံသားဖြစ်အောင်ပါဝင်ကြတာပဲဖြစ်ပါတယ်။ဂျယ်ရီကဒါတွေအကုန်လုံးကိုလျှို့ဝှက်ကြံစီမှုလို့ထင်ခဲ့ပေမဲ့ချားကသူ့ကိုယာတီဥတုပြောင်းလဲကအမှန်ဖြစ်ကြောင်းဖော်ပြချက်ကိုညင်းပြီးတော့ကာကွယ်ပေးခဲ့တဲ့အတွက်မယုံကြည်နိုင်ကြောင်းပြောနေခဲ့ပါတယ်။အစိုးရကအာရှနိုင်ငံတွေအပေါ်အကုန်အပြစ်ပုံချတဲ့အတွက် အစွန်ရောက်တွေကဒွန်းရဲ့ဆိုင်ကိုမီးရှို့ခဲ့တဲ့အကြောင်းကိုလည်းခြားကထုတ်ပြောခဲ့ပါတယ်။အဲဒီနောက်ခြားကဂျယ်ရက်ကိုစိတ်ပြစ်တဲ့အကြောင်းပြောတော့နိုဝါကစေးသမားဖြစ်ကြောင်းဂျယ်ရက်ကပြောပြခဲ့ပါတယ်။အရှာလေးကနိုဝါစေးသမားမဟုတ်တော့တဲ့အကြောင်းပြောကာကာကွယ်ပေးခဲ့ပြီးတော့စေးပြတ်နေတဲ့ရီးစားတော်ရနေပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။နိုဝါကစေးသမားတယောက်နဲ့တွဲနေတော့ခြားကစိတ်ပူသွားခဲ့ပေမဲ့နိုဝါကတော့သူရီးစားကစေးပြတ်သွားတဲ့အကြောင်းပြောပြပြီးတော့ခြားကသဘောတူတဲ့အခါမှာတော့နိုဝါကတပ်ပုံပြခဲ့ပါတယ်။ ဲဒီချိန်မှာပဲမီယာကလိုင်းသုံးနေခဲ့ပြီးသူ့မိပုံကိုစိုးစိုးဝါးဝါအက်တစ်ထားတဲ့ post တွေကိုတွေ့ခဲ့ပါတယ်။ခြားကတုံးကိုကူညီဖို့မိဖို့ကြောင့်လဲကိုသွားခဲ့ပေမဲ့လည်းစာရွက်ယူကပြန်လာခဲ့ရပါတယ်။ဇာတ်ရဲမှာတော့တုံးကရှော့ချရေးမှာမပါဝင်ခြင်းနဲ့အတွက်ထွက်သွားပြီဖြစ်ကြောင်းရေးထားခဲ့ပါတယ်။အဲဒီနောက်ခြားကညသာစားပွဲကိုနောက်ဆုံးနှုတ်ဆက်ပွဲအဖြစ်ဆုံးဖြတ်ထားတဲ့အတွက်နိုင်ငံသားရေးဌာနကဝန်ထမ်းတွေကလည်းအိရှိ့ကိုရောက်လာခဲ့ပါတယ်။ခြားကအေဂျင့်ဘော့ကိုအိမ်ထဲဝင်ခိုင်းလိုက်ပြီးတော့ဒွန်းကအိမ်မှာမရှိတဲ့အတွက်ပြန်ချင်းကျင်တဲ့အကြောင်းပြောခဲ့ပါတယ်။ ဘောကချားကိုတီးတန့်စကားပြောခွင့်တောင်းခဲ့ပြီးတော့ရုံငန်းထဲရောက်တော့အချားလက်မှတ်ထိုးဖို့အတွက်စာရေးစာတမ်းတွေပေးခဲ့ပါတယ်။ဒါမဲ့လည်းဖြတ်သိမ်းတဲ့စည်းကမ်းချက်တွေထဲမှာတော့မိသားစုဝင်တွေကိုအလုပ်ထုတ်ကာချားကိုလည်းတစ္ဆာဖောက်ပြည့်ကျင်ညာပြီးတော့ထောင်ချရမယ်အကြောင်းရေးထားတော့ချားကလက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ပါတယ်။ရွေးစရာမရှိတော့တဲ့အတွက်ချားကအစီအစဉ်တိုင်းလုပ်ဖို့သဘောတူခဲ့ရပါတယ်။အဲနောက်သူကအိမ်ထဲမှာလဲနေကသူ့ကလေးတွေကအနာကရက်နေခဲ့ကြပြီမဲ့လူအားကတော့အောက်ထပ်မှာစန္ဒရာတီးနေခဲ့ပါတယ်။ ဂျာကသူကလေးတွေအပေါ်ကြမ်းတမ်းခဲ့တဲ့အတွက်တောင်းပန်ခဲ့ပြီးတော့ပိုင်ဆိုင်မှုတွေကိုညီမျှခွဲဝေပေးထားတဲ့အကြောင်းကတိပေးခဲ့ပါတယ်။ဘောကတော့အရင်ဆုံးချားကိုအိပ်ပျော်အောင်မေးစေးပေးလိုက်ပြီးတော့ဘာမှမခံစားရဘဲနဲ့တည်ဆွအောင်ထပ်ပြီးတော့ဈေးထိုးခဲ့ပါတယ်။ချားရဲ့လောင်းကိုကားပေါ်သေးသွားပြီးတော့ဘောကစီရင်ပေးထားတဲ့အတိုင်းနောက်ထပ်အလောင်းတစ်လောင်းလိုတဲ့အကြောင်းပြောခဲ့ပါတယ်။နွားကသူ့ကိုနေထုတ်တော့ဘောကလက်နက်ကန်အေဂျင်တွေကိုခေါ်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူကဒုံးနေရာမှာဘယ်သူစားထိုးမလဲဆိုတာဆုံးဖြတ်ဖို့နှစ်နာရီချိန်ပေးခဲ့ပါတယ်။ ဂျယ်ရက်ကအစိုးရဘက်ကသူ့အဆက်အသွယ်တွေကိုဖုံးဆက်ချင်ခဲ့ပေမဲ့အေဂျင့်တွေကတိန်လုံးကိုတိုင်းဖြတ်ထားခဲ့ပါတယ်။ကလေးတွေဆိုပတ်စံမရတဲ့အတွက်မီရာကလုံငင်းခွေရတဲ့အကြောင်းဘောကပြောခဲ့ပြီးတော့တကယ်တော့သူတို့ကအလောင်းတွေကိုကုမ္ပဏီတွေကိုရောင်းစားတာပဲဖြစ်ပါတယ်။ဘောကထောင်မိုးတယောက်ဖြစ်ပေမဲ့ထောင်သားတွေကအရင်ဆုံးအသက်ခံရပြီးတော့ထောင်တွေအကုန်ပြောင်းသလင်းခါသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ဘောကမီရာကိုခေါ်သွားတော့နိုဝါကသူ့ကိုကာကွယ်ခဲ့ပေမဲ့အေဂျင့်တယောက်ကနိုဝါကိုထိုးချိတ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့သူတို့ကမိရကိုကားပေါ်ခေါ်သွားခဲ့ကြတာသူကိုနာကျင်အောင် လုံးမမှုပဲနဲ့ပြောတဲ့စကားတွေကိုမကြားစေခြင်းနဲ့အတွက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အေဂျင့်တွေကဒွန်းကိုရှာနေပြီဖြစ်ကြောင်းဘောကဂျယ်ရစ်ကိုပြောပြခဲ့ပေမဲ့နှစ်နာရီတွင်းတွေးဖို့ကမဖြစ်နိုင်တဲ့လောက်ခက်ခဲပြီးတော့ဘောကလည်းသူ့ရဲ့ဝေစုကိုမဆုံးရှုံးချင်ခဲ့ပါဘူးသူကစာချုပ်ထဲကအကြောင်းအရာတွေကိုပါပြောပြကာခြားကသူ့ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်လုပ်ခဲ့တာဖြစ်ကြောင်းထောက်ပြခဲ့ပါတယ် ဂျယ်ရက်ကတော့အစိုးရဘက်ကလူကြီးတွေနဲ့တီချောင်းပြောခဲ့ပေမဲ့ဘောကဂူးမဆိုင်ဖဲနဲ့အာယုံနောက်လာတဲ့အတွက်ကျန်တဲ့လူတွေကိုသူတို့ဘဝအကြောင်းစဉ်းစားခိုင်းခဲ့ပါတယ်။နိုင်ငံသားရေးဌာနကလူတွေရဲ့အချက်လက်တွေကိုသူတို့ရဲ့အီးမေးလ်ကနေတဆင့်စုဆောင်းထားခဲ့တဲ့အကြောင်းဘောကပြောပြကသူတို့အချက်လက်တွေကိုလည်းပြောပြခဲ့ပါတယ်။အဲနောက်ဂျယ်ရက်ကနောက်တစ်ယောက်ယာသွားတဲ့အတွက်သူမိမကိုဆွန့်ပစ်ခဲ့တာဖြစ်ပေမဲ့သူရဲ့နောက်ဆော်ကသူ့ကိုထပ်ပြီးတော့ဖောက်ပြန်သွားခဲ့ပါတယ်။သူသားကလည်းသူ့ဖေကိုထမတွေ့ကျင်တော့တဲ့အတွက်ရှော့ချရေးမှာစီးရင်ပေးစီခြင်းနေခဲ့ပါတယ်။ သူမရဲ့ပြဿနာတွေကြောင့်မီရာကစိတ်ရှုပ်နေခဲ့ပြီးတော့ Rachel ကုမ္ပဏီကဘိုးဖွဲ့က Rachel ကိုလှုပ်ထုတ်ခြင်းနေခဲ့ပါတယ်။ Rachel ကဗန်ပေါက်ထွင်းမှုလှုပ်ခြင်းနေခဲ့ပြီးဘောကဘာမှထမပြောနိုင်ခင်မှာ Rachel ကသူ့ကိုထိုးခဲ့ပါတယ်။ဘောကသူ့ရဲ့ချက်လက်တွေကိုဇပွဲပေါ်တင်ထားခဲ့ပြီးတော့ဆုံးဖြတ်ပြီးရင်ပြပတ်မှာလာရှာဖို့ပြောခဲ့ပါတယ်။မဆုံးဖြတ်နိုင်မှုဆိုရင်တော့ agent တွေကရွေးချယ်မှာပဲဖြစ်ပါတယ်။ဘောကကားပေါ်မှာမီရာနဲ့အတူတူဆော့နေခဲ့ပြီးအရှာလေးကသူ့ဘေး email ကိုစစ်ကြည့်လိုက်တော့ message တစ်ခုကိုတတိထားမိသွားခဲ့ပါတယ်။ ိုင်းနောက်မှာတော့အရှာလေးကအဲဒီကောင်ကိုဝင်ကြည့်လိုက်ပြီးတော့သူဆောင်ခဲ့သမျှဒရိုက်တာတွေကသူ့ကိုညံ့တဲ့တရုတ်ဆောင်မင်းသမီးလို့ပြောတာတွေတွေ့တော့ဒေါသထွက်သွားခဲ့ပါတယ်။တခြားလူတွေကလည်းသူတို့ရဲ့ချက်လက်တွေကိုဖတ်ကြည့်နေခဲ့ပြီးတော့ဂျယ်ရီကသူ့ကိုသူပားရိုက်ကအသီးစိတ်ဝင်အောင်လုပ်နေခဲ့ပါတယ်။အိုင်းနောက်မှာတော့သူတို့ကပြန်စုခဲ့ကြပြီးတော့ချားကနိုအာကိုမွေးစားကခွင့်ရေးပေးခဲ့ပေမဲ့နိုအာကဆေးဆွဲကလူတက်မှုကျူးလွန်ခဲ့တဲ့အတွက်နိုအာလုံးတင်ကြောင်ဂျယ်ရစ်ကပြောပြခဲ့ပါတယ်။အရှာလီကတော့သူ့မောင်ကိုကာကွယ်က ဂျယ်ရစ်ရဲ့အရင်မိမသဘောအတိုင်းဂျယ်ရစ်ကစတေးခံတင်ကြောင်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့တွေလည်းစကားများခဲ့ကြပြီးလက်ပါလာကြတော့နိုဝါကရက်ဖို့អော်ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကမိသားစုထဲမှာသူရှာခဲ့တဲ့ပြဿနာတွေအတွက်တောင်းပန်ဖို့လာခဲ့တာဖြစ်ကြောင်းထုတ်ပြောခဲ့ပြီးတော့အခုတော့သူကဆေးပြတ်သွားကခြင်းနဲ့တွေ့နေပြီးဖြစ်တဲ့အတွက်ပိုကောင်းတဲ့အနာဂတ်ကိုမျှော်လင့်နေကြောင်းပြောခဲ့ပါတယ်။ရီရှဲကလည်းအော်ဝေးပြီးသွားတော့သူတို့ကဘော့ကိုမေးစရာရှိတဲ့အတွက်ခေါ်ခဲ့ကြပါတယ်။ဘော့ကတော့သူ့ကိုရွေးခိုင်းမယ်ဆိုရင်မဲနိုင်ခိုင်းမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ ရေချဲကတော့ဘယ်လောင်းနေနေဆင်းပြေလားဒါမှမဟုတ်သူစေးထိုးတက်တဲ့အလောင်းမှဆင်းပြေတာလားလို့မေးလိုက်တော့ဘောကဘယ်လောင်းနေနေဆင်းပြေကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘောကကားပေါ်ပြန်သွားခဲ့ပြီးတော့မီလာကသူ့ကတ်တွေကိုဖြစ်စည်းပစ်ထားတာကိုတွေ့သွားခဲ့ပါတယ်။အိမ်ထဲမှာတော့ရေချဲကသူ့မောင်နှမတွေကိုတေချာမသိတဲ့ကြောင်းပြောခဲ့ပါတယ်။သူတို့ကဖုန်းပြောလို့မရှိပဲအားလက်ရက်တွေမှာချားကခေါ်မှဆုံကြတာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူကနိုအာကိုဓာတ်နဲ့ထိုးဖို့ကြိုးစားခဲ့ပေမဲ့နိုအာကကာကွယ်လိုက်နိုင်တော့ ဘိုက်ကိုရှက်တီသွားခဲ့ပြီးတော့ရေချယ်လက်ကနာသွားခဲ့ပါတယ်။နွားကစေးသုံးရင်းနဲ့ပတ်စံတွေအများကြီးဖြုံးခဲ့တဲ့အကြောင်းရေချယ်ကပြောလိုက်တော့ဂျယ်ရစ်ကသူ့ကိုထောက်ခံခဲ့ပါတယ်။အစတော့အရှာလီကနွားဘက်ကပဲမဲ့အဲ့ဒီပတ်စံတွေကအရှာလီရဲ့အလုပ်ကိုပြောင်းလို့ရတဲ့အကြောင်းပြောလိုက်တော့သူ့ရဲ့စိတ်ကိုပြောင်းခဲ့ပါတယ်။အရှာလီကဓာတ်ကိုသူ့မစီကိုပြန်ကန်ပေးကနွားတက်ခဲ့တဲ့သူ့ရဲ့မိသားစုကအမှုမဖွင့်တဲ့အတွက်နွားကတရားရုံးမရောက်ခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။ ဂျာရဲ့အမိထဲမှာတော့နင်နာသူရဲ့မိသားစုကိုပတ်စံအများကြီးပေးထားတဲ့တည်တည်ရှိနေခဲ့ပြီးအရှာလေးကအဲ့ဒါကိုနိုအာအတွက်အမွေအဖြစ်ယူဆခဲ့ပါတယ်။နိုအာကသူမသိခဲ့ကြောင်းပြောပြီးတော့သူတို့ကိုပတ်စံတွေယူလို့ရကြောင်းပြောခဲ့ပေမဲ့ဂျယ်ရက်ကတော့မိညက်ကိုကင်ကအရှာလေးကတော့ငွေကောင်းစပရေးဘူးကိုယူခဲ့ပါတယ်။သူတို့ကနိုအာကိုဝိုင်းခဲ့ပေမဲ့တပ်ဖို့တုံဆိုင်နေခဲ့ကြတော့နိုအာကသူတို့ကိုအသာလေးအနိုင်ယူနိုင်ခဲ့ပါတယ်။နိုအာကတခြားခန်းထဲကိုပြေးသွားခဲ့ပြီးဂျယ်ရက်ကသူ့နောက်ကိုလိုက်တော့နိုအာကသူ့ဖေစုကလားနဲ့ရိုက်ခဲ့ပါတယ်။ Ashley ကနိုအာမျိုးလုံးကိုစပရေးနဲ့ဖျန်းကာခုံအုပ်ခဲ့ပေမဲ့နိုအာကသူ့ကိုနယံနဲ့တိုက်ကာ Richard C ကိုပစ်ပေါက်ခဲ့ပါတယ်။သူကထွက်ပြေးသွားတဲ့အခါမှာတော့ Richard ကနောက်ကျောကိုတားနဲ့လမ်းပေါက်ခဲ့ပါတယ်။ကားပေါ်မှာတော့ဘောကမီရာကိုသူ့မိကယောက်ျားမရနိုင်တော့တဲ့အကြောင်းစီးရင်ကတ်တွေကိုပြန်စီနေခဲ့ပါတယ်။ဒီနောက်မှာတော့မီရာကအပေါ်သွားညင်အောင်ဆောင်းကရီချိုးကန်းနဲ့တွားပြီးတော့ငုံနေခဲ့ပါတယ်။အဲဒီချိန်မှာပဲဘောကစကားပြောဆက်ကနေတွန်းကိုရှာတွေ့ပြီးဖြစ်ကမကြခင်မှာသူ့စီတဲလာမဲ့အကြောင်းတည်င်းရခဲ့ပါတယ်။ ဒါမဲ့လည်းဘောကသူ့ရဲ့လှုပ်ဖို့ကိုင်းဘုတ်ကိုအလောင်းကိုရုံချိုးစီကိုတိုက်ရိုက်တဲသွားခိုင်းခဲ့ပါတယ်။ဒီချိုးကန်တဲ့ကထွက်လာတဲ့မိသားကသူ့မိကိုသွားကြည့်ခြင်းနဲ့ကြောင်ပြောခဲ့ပေမဲ့အတွေ့အကြုံများတဲ့ဘောကအိမ်ထဲကလူတွေကအချင်းချင်းတက်နေကြလောက်ပြီလို့ပြောခဲ့ပါတယ်။သူ့ကုမ္ပဏီကဆေးတွေကလူတွေကိုတည်စီခဲ့ပြီးတော့ရေချယ်ကဘာမှမလုပ်ခဲ့တဲ့အကြောင်းကိုလည်းဘောကပြောပြခဲ့ပါတယ်။ဒေါ်လာထွက်သွားတဲ့မိသားကသူ့ကိုအော်ကာထွက်ပြေးခဲ့ပေမဲ့လည်းအဆောင်တွေကတကားကိုပိတ်ထားခဲ့ပါတယ်။မိသားကသူ့စကားတွေကိုဖတ်မလို့တဲ့အခါမှာတော့ဘောကစိတ်ဆိုးသွားတာ မိသားကတော့ဘောကလူတွေတေတာကိုကြည့်ရတာကြိုက်တယ်လို့ထင်သွားခဲ့ပါတယ်။ဒီနောက်မှာတော့နိုအာကရေချိုးကန်းလေးကိုဝင်ပုန်းကကြောကဓာတ်ကိုလည်းဖယ်ပြီးတော့ကျိုးသွားတဲ့သွားကိုနှုတ်ခဲ့ပါတယ်။သူကနှလုံးပေါင်းလို့ဖြစ်သွားခဲ့ပြီးတော့ Grace အတန်ကိုပြန်ချားရောင်ကစိတ်ညံအောင်လုပ်ခဲ့ပါတယ်။သူက Grace စီကိုကိုပိုင်လို့ပို့ဖို့စာရိုက်ခဲ့ပေမဲ့လည်းလိုင်းမရတာကိုအမှတ်ရသွားခဲ့ပြီးတော့ဖုန်းကိုပရင်ဘောက်အပြင်ဘက်ကိုလွှတ်ပစ်ခဲ့ပါတယ်။ဖုန်းကနောက်ပေးခြံဝင်းထဲကိုကြာသွားကသူပို့ထားတဲ့စာကလည်းရောက်သွားခဲ့ပါတယ်။ ီနောက်မှာတော့노아တယောက်ဆန်နီယာကိုဖြစ်စည်းကခြေထောက်တိုင်ကိုလက်နဲ့လှုပ်ခဲ့ပါတယ်။မိဖို့ရဲရောက်တဲ့အခါမှာတော့သူကသွေးခွက်တွေကိုတတိထားမိကပကံတွေနဲ့ခါးစည်းကိုယူပြီးတော့အကာအကွယ်လှုပ်ခဲ့ပါတယ်။ဘော်ရက်ကိုရောက်တဲ့အခါမှာတော့သူကအက်ရှလီနဲ့တွေ့ပြီးတော့အက်ရှလီကရီချက်စကားနားယောင်မိသွားတဲ့အတွက်တောင်းပန်ခဲ့ပါတယ်။အက်ရှလီကသူ့ဘက်ကဖြစ်ကြောင်းပြောတော့အေဂန်လေးကိုသွားခဲ့ကြပြီးတော့အက်ရှလီကသူတို့ကလေးဘွားတို့ကဓာတ်ပုံကိုပြခဲ့ပါတယ်။နွားတယောက်အာယုံလွဲ့နေတော့ရီချယ်ကတပ်ပုံဘောကသူ့လက်ကိုဓားနဲ့ထိုးဆိုင်ခဲ့ပါတယ်။ ဂျယ်ရက်ကတော့တိုက်ခိုက်ခဲ့ပေမဲ့နိုဝါကသူ့မျက်နှာကိုထိုးကမောက်သိမ့်နိုင်ခဲ့ပါတယ်။အဲနောက်သူကရီချယ်ကိုပါတိုက်ခိုက်ပြီးတော့အက်ရှလီကိုကူညီတောင်းတော့အက်ရှလီကထွက်ပြေးသွားခဲ့ပါတယ်။ခဏကြာတော့နိုဝါကသူ့လက်ကိုဆိုင်နေတဲ့ဓားကိုဖယ်ထုတ်နိုင်ခဲ့ပြီးတော့အခန်းထဲပြေးပုန်းခဲ့ပါတယ်။ဂျယ်ရက်ကသူ့နောက်ကိုလိုက်လာတော့နိုဝါကသူ့ကိုဗက်တန်နဲ့ပြစ်ခဲ့ပါတယ်။ရီချယ်လည်းရောက်လာကသူတို့တိုက်ခိုက်ခဲ့ကြပေမဲ့နိုဝါကသူ့လေပင်ကိုဓားနဲ့ထိုးဆိုင်နိုင်လိုက်ပါတယ်။ဂျယ်ရက်ကလည်းဓာတ်ချောင်းနဲ့ရောက်လာခဲ့ပေမဲ့တောင်စီရင်မြရှောက်ပြောနေတော့နိုဝါကသူ့ကိုပတ်တန်နဲ့ထတ်ရိုက်ခဲ့ပါတယ် ဒါမဲ့လည်းနိုဝါကသူ့နောက်က Ashley ကိုမမြင်ဘဲနဲ့ချောင်းရိုက်ခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့မွေးချင်းသုံးယောက်ကနိုဝါကိုကျိုးနဲ့တုတ်ကတပြိုင်တည်းဓာတ်နဲ့ထိုးဖို့ဆုံးဖြတ်ခဲ့ကြပေမဲ့အပြင်ဘက်ကတယောက်ကတကားခေါက်ပြီးတော့နိုဝါကိုခေါ်တာကြားလိုက်ရတော့ချက်တည်တည်သွားခဲ့ပါတယ်။သူတို့ကပြင်သွားကြည့်လိုက်တဲ့အခါမှာတော့ဖုန်းနဲ့ record သွင်းနေတဲ့ Grace ကိုတနက်နေ့ချိန်ထားတဲ့ agent တွေကတွေ့သွားခဲ့ပါတယ်။မိသားကတကားဖွင့်ဖို့ထပ်ကြိုးစားတဲ့အခါမှာတော့အဆောင်ကပြင်ကနေပြန်ပိတ်ထားတဲ့အတွက်သူကကားကိုဆက်နိုးခဲ့ပါတယ် အဲဒီနောက်မှာတော့မီလာကထွက်လာနိုင်ခဲ့ပေမဲ့ဘောလက်ချက်နဲ့မိသွားကအထဲကိုပြန်ရောက်သွားခဲ့ပါတယ်။ Grace ကနိုအာအကြောင်းကိုဇက်တိုက်မေးနေတော့ Jerry ကနိုအာအသက်ရှင်နေသေးကြောင်းပြောခဲ့ပေမဲ့သူတို့ကအကူအညီလိုအပ်နေခဲ့ပါတယ်။ Grace ကအကူအညီခေါ်ဖို့သွားတော့ agent တွေကသူ့ကိုပြစ်တက်ခဲ့ပါတယ်။ Rachel ကဒါကိုဒုတိယအလောင်းဖြစ်ယူဆကပြီးသွားပြီလို့တွေးခဲ့ပေမဲ့ဘောကမိသားစုတစ်ခုတည်းကနှလောင်းပြိုင်လိုတဲ့အကြောင်းနဲ့ Grace ကရွေးစရာမရှိတဲ့အတွက်တတ်လိုက်ရတာဖြစ်ကြောင်းပြောကသူတို့ကိုလက်စာတတ်ဖို့15မိနစ်အချိန်ပေးခဲ့ပါတယ်။ ရေချယ်တို့ကနိုအကိုတတ်ဖို့အိမ်ထဲကိုပြန်ဝင်သွားခဲ့ပေမဲ့လည်းဂျိုးတွေကိုပဲတွေးခဲ့ပါတယ်။ယုတ်တရအိမ်ထဲမှာမိပြတ်သွားခဲ့ပြီးတော့ရေချယ်တို့ကလည်းလက်နက်ဖြင့်တုံးလို့ရတာမှန်သမျှကိုယူခဲ့ကြပါတယ်။အက်ချလီကတကားဖွင့်လိုက်တဲ့အခါမှာတော့နိုအကဓားနဲ့ပေါ်လာကသူ့ကိုထိုးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကဂျယ်ရက်ကိုပါမှောက်တိတ်ကရေချယ်ပါကိုဓားနဲ့ထိုးခဲ့ပါတယ်။အက်ချလီမသိသေးတာကိုသတိထားမိသွားတော့နိုအကလယ်ဘင်းကိုညှစ်ခဲ့ပါတယ်။ရေချယ်ကသူ့ကိုတနာခံတော့နိုအကသူ့စီရောက်လာကပါကတန်ရာကိုပြစ်ထားခဲ့ပါတယ်။ ရေချက်က Ashley ကိုလွှတ်ပေးခဲ့ပြီးတော့မွေးချင်းနေထဲမှာအဆိုးဆုံးဖြစ်တဲ့သူ့ကိုစတေးခံမှုတောင်းဆိုခဲ့ပါတယ်။ Jerry ကလည်းဖြတ်ပြီးတော့သူကအကြီးဆုံးဖြစ်တဲ့အတွက်အငယ်ရိစားသူစတေးခံတဲ့နယ်ကြောင်ပြောခဲ့ပါတယ်။ Ashley ကသူတို့မှာဆောင်းရှောက်ရမယ့်ကလေးတွေရှိတဲ့အကြောင်းနဲ့သူပဲစတေးခံတဲ့နယ်ကြောင်ပြောတော့ Noah ကနိုင်ရန်ကို plane နဲ့ဖြစ်ပေါကသူတို့ကိုပါဇက်ပိတ်နေခိုင်းခဲ့ပါတယ်။သူကစရိတ်ခံမဲ့စားဘောကိုတတ်တင်ကြောင်ပြောကသူတို့က Ashley Buck ကတန်ရာကို Steezone Boone နဲ့ကတ်လိုက်တော့ Ashley ကတတိလဲသွားခဲ့ပါတယ် ကားထဲမှာတော့မိသားကသူ့မိသားစုကိုနှုတ်ဆက်ခွင့်ပေးဖို့ဘောကိုပြောခဲ့ပေမဲ့လည်းဘောကညင်းနေခဲ့ပါတယ်။အချိန်ကျလာတဲ့အခါမှာတော့ဘောကအိမ်ထဲကိုအေဂျင့်တယောက်နဲ့ဝင်ခဲ့ပြီးတော့တတိလက်နေတဲ့ Ashley ကိုတွေ့ခဲ့ပါတယ်။ဒီနောက်မှာတော့ဘောကဂျန်တဲ့လူတွေလက်နဲ့မရှိမှန်းသေးချောင်ကြည့်နေတုန်းမှာပဲ Ashley ကထလာကတခြားအေဂျင့်ခြေောက်ကိုဓာတ်နဲ့ထိုးခဲ့ပါတယ်။ Rachel တို့ကလည်းဖွဲထားတဲ့လက်နက်တွေကိုအပြေးယူကာဂျန်တဲ့အဆောင်တွေမပစ်နိုင်အောင်ဘောနဲ့အေဂျင့်ကိုတစားကန်ဖြစ်လုပ်ခဲ့ပါတယ်။ Jerry ကတနက်ကိုယူကာအေဂျင့်တွေကိုဒူးတော့ခိုင်းထားခဲ့ပေမဲ့ အဲဒီချိန်မှာ Ashley ကတကယ်တတိလက်သွားခဲ့ပါတယ်။ဘောက Ashley စီအာရုံရောက်နေတဲ့ Noah ကိုကောင်းနဲ့တိုက်လိုက်တော့ Noah ကသူ့ကိုတနက်တင်နဲ့ရိုက်ခဲ့ပါတယ်။ဘောတတိပြန်ရလာတဲ့အခါမှာတော့သူ့ရဲ့လူတွေအကုန်လုံးကြိုးထုတ်ခံထားရပြီးတော့ Ashley ကိုလည်းဆောင်းချုံပေးထားတာတွေးခဲ့ပါတယ်။ဘောက Rachel တို့ကိုသူတို့သားတစ်ခုခုဖြစ်ရင်အစိုးရကမိလာနဲ့ Jared သားကိုခေါ်သွားမယ်ကြောင်းပြောခဲ့ပါတယ်။ Rachel တို့ကဘလို့ပဲဖြစ်ဖြစ်ထောင်ထဲဝင်ရမှာဖြစ်ကြောင်းပြောတော့ဘောက Ashley အလောင်းကိုပဲယူကသူတို့ကိုဖိအားမပေးဘူးလို့အပေးယူလုပ်ခဲ့ပါတယ်။ ဒါမှမဟုတ်ဆောင်းရောဂါအလောင်းကဘောဓရီလက်နေတော့နှွာတို့တတ်ထားတဲ့အဆောင်ရည်အလောင်းပဲဖြစ်နေခဲ့ပါတယ်။ဘောကသူတို့ကိုရုံးချုပ်မှာဒွန်းအလောင်းရှိကြောင်းပြောလိုက်တော့ဒေါသထွက်သွားတဲ့နှွာကသူ့ကိုလည်းပဲညှိခဲ့ပေမဲ့လေဂျယ်ရစ်ကတားခဲ့ပါတယ်။နှွာတို့ကဘောကိုတတ်ဖို့အတွက်စီတိုအက်တွေပြင်နေတော့ဘောကအပေးယူလို့ဖို့တောင်းပန်ခဲ့ပါတယ်။အဲနောက်နောက်တစ်ခါမှာတော့နှွာကသူ့ရဲ့ရှိုးဝဲမှာဆန်နီယာတီးခတ်နေခဲ့ပါတယ်။ဒွန်းနဲ့သူ့ရဲ့မောင်နှမတွေကလည်းသူတို့ကလေးတွေနဲ့အတူတူသူ့ကိုလာရောက်အားပေးခဲ့ကြပါတယ်။ ီပြီမှာတော့ Green နဲ့ Ashley တို့ကရွှေချာရေးအစည်းအဝေးမှာပါဝင်ကတည်ဆုံသွားခဲ့တဲ့အကြောင်းလှုပ်ကြံဇလန်းတွေဖြန့်ဖြူးနေခဲ့ကြပါတယ်။ဇလန်းလေးကတော့ဒါပါခင်ဗျအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်။